ခက်တယ်နော်ဟုတ်လားအဘိုးရဘုန်းကြီးတို့ပြိသားကအပူတော်တော်ရှာဟိုဘိုးစရာအပူတော့တော်တော်ရှာတယ်တချို့ပေါ်လေအပူလုံးတော့လည်းမဟုတ်ဘူးပေါ့ဟုတ်မှာကိုယ်ပွယ်စရာတွေအကြည့်ဆုံးရှိရတဲ့ကိုယ်ပွယ်စရာအပူရှမ်းရှာလာကြတယ်ပြီးတော့ကိုယ်တိုင်းဒီမှာကိုယ်ပွယ်စရာတွေအကြည့်အဆုံးရှိတဲ့ဘယ်တိုင်းဒီကနေဘယ်လိုလုပ်ပြီးတော့ခေါ်ခေါ်လာမှမသိဘူးအများကြီးပဲအဲ့ဒါ သောရတ္တိဆိုတာဟိုကခေါ်လာတာဟုတ်ပါဘူးအေးအိန္ဒိယခေါ်လာတာဟုတ်ပါဘူးဘုသူခေါ်လာတယ်မသိဘူးမမာပြီဘယ်တော့မှရောက်မှန်းလည်းမသိဘူးဟုတ်ပါသောရတ္တိအိန္ဒိယကြီးကမြေကလေးတစ်ခုရဲ့နာမည်ပါတကားထွန်းကြော်ရဟာတကယ်တော့လေရှိတာလည်းမဟုတ်ပါဘူးစိတ်ကူးနဲ့အဲ့ဒီမြေကဘာလားကလာစိတ်ကူးနဲ့ပေါ်ကြတာမှန်ပါဆရဝတီဆိုတဲ့မြေကလေးတစ်ခုက ရေကတဲရှမ်းတယ်ဟိမန္တာကစီးတဲ့မြေကလေးတစ်ခု ဒီကလေးကကောက်တီကောက်ကွေးနဲ့တောင်ကြီးတွေကနေတလဟောထုတ်ပြီးတော့စီးစင်းတော့တင်လှနဘူးဗျဟိုဒုဋ္ဌဝရီမြေကဟိုချမ်းပြည်ကစီးတယ်လို့ပေါ့မှန်ပါဗျာရေစီးတဲ့အလုံးမြေကလေးကလည်းလှတော့ရေညကောက်တီကောက်ကွေးနဲ့တော်တဲ့တောင်တွေကစီးလာတော့ရေစီးတဲ့အပံလေးတွေလည်းကြီးတယ်မဟုတ်လားကြီးပါဗျာအပံကြီးတော့အဲ့ဒါကအပံကသရပဲမှန်ပါနော်အဲ့ဒါဒီရှိတဲ့နေ့ကလေးဆိုတော့လည်းသူ့ကိုတရဝတိနေ့လို့ခေါ်တာပေါ့ နော်ဆရာဝတိပေါ့ဗျာကလမန်နဲ့ဆိုရင်တော့ရေလေးကကြီးကြီးလင်းလင်းရှိတယ်ဟဲ့လားအလုံးတရားနိုင်ခံလာတဲ့ရေစည်းတံလေးလည်းရှိတယ်ဒါကြောင့်ဆရာဝတိဆိုတဲ့ရေမဟုတ်ဘူးကြရေကရှံရေကမှကလားတွေကစိုက်ပြူးရေကတင်ကောင်းဇီဝကသိပ်ဖြစ်လူတွေကချမ်းသာတိုးတက်လာတော့အဲ့ဒီမှာစိတ်ကူးကြတို့တလားတော့ဇီဝရေဇီဝရေကောင်းတာဟောဒီမြေက နတ်သမီးတယောက်ယောက်နတ်သားတယောက်ယောက်ကတို့ဆောင်မတာနေမှာပဲမိုးကောင်းတယ်မြေကောင်းတယ်ဆိုရင်ဒါစိုက်ကျူးလို့ကောင်းနေတာပဲအဲ့ဒါသွားပြီးတော့မြင့်တဲ့နတ်ကမှတ်တယ်လို့တွေးပြီးတော့သူတို့ကအဲ့ဒီမြင့်တော့အဲ့ဒါနတ်တယောက်ယောက်ဆောင်နေတာနေမှာပဲဒီနတ်ကိုတို့ကိုးွယ်ကြဆိုဆိုတော့သူ့နဲ့အဲ့ဒါနတ်ပုံဖော်ကြ မြေကလေးကသိမ့်သိမ့်မှုမသွေးသွေးတော်တဲ့ခွေးခွေးကောက်ကောက်နဲ့တော်တဲ့ကစီးလာတဲ့မြေကလေးဆိုတော့အလွန်တရာရုပ်ကြီးတောင့်တောင့်ခန့်ခန့်နဲ့လက်ကြီးအကြီးစားကြီးတော့မဖြစ်နိုင်ဘူးသာဟုတ်လားနတ်သီးသီးတော်တော်လေးလေးပါပဲအာမြေကလေးကလည်းလှတဲ့သရဝတိဆိုတဲ့နာမည်လေးကလည်းကောင်းတယ်ပြီးတော့သရဝတိဆိုတော့နောင်နာကဟာလာတဝုံးဘူးလုံးကြီးတဲ့ဇန်ခန့်နဲ့ဆိုတော့ကျတော်ဗျာတော်များတော့သိသွားတယ်ဒါအဲ့ဒီလေးကိုမှန်ပါ

ဒါကြောင့်သူ့ကိုပူဇော်တဲ့အခါကျရင်အလွန်တရာမှတာယာကြည်သူ့ကိုတောင်းတဲ့ဝေဒဒီတိတွေကိုရွတ်မှသူ့ကြိုက်တာအဲယေရှုကျမ်းကနေပြီးတော့အဲ့ဒါထုတ်လိုက်တဲ့ရစ်ပူဇော်တဲ့ဤတွေစီစဉ်မုံလေးများကြည့်တော့ဟုတ်လားဣရုဝေဒယေရှုဝေဒသာမဝေဒအထပ်ပနဝေဒဆိုတာဝေဒလေးပုအထပ်ပနဝေဒကတော့မရှိဘူးဣရုရဲ့ယေရှုရဲ့သာမရဲ့ဆိုတာဝေဒ၃ခုကကြံရစ်တယ် ဟောဒီမြစ်ကအသံသာလို့နတ်သမီးလည်းအသံသာမှာပဲဒါကြောင့်ဝေရကျမ်းကပါညာကြည်နုဝေကောင်းတဲ့ဂီတိတွေထုတ်ပြီးတော့သူ့ပူဇော်ရအောင်အဲ့ဒါနဲ့အလုံးတရားကြည်နုဝေကောင်းတဲ့ဂီတိတွေထုတ်ရွတ်ပြီးတော့ပူဇော်ရင်းပူဇော်ရင်းနဲ့နောက်တော့ဗာဖြစ်သွားပြန်လို့ဆိုတော့လူတွေကတိုးချက်လာတိုးချက်လာတာဒီနတ်သမီးကသိအပံကောင်းတဲ့နတ်သမီးသူရှိခိုးရင်အပံကောင်းတယ်ဒီပါရီရှိကုန်ပြန်ရော ဟုတ်လားမှန်ပါသူရှိကိုရအမှန်ကောင်းတဲ့တွေပါရင်ဖြစ်ကုန်တော့အမှန်ကောင်းနေတဲ့လူတွေကအဲ့ဒါသုရတ္တိကိုဝိုက်ရှိကိုတဲ့အခြေအနေကိုတိုးတက်လာတယ်။မှန်ပါ။နော်။ဣရုယဇုသာမဘေရင်သုံးပုံကိုဆောင်းပြီးတော့ရွတ်နေတဲ့ပုံသားတွေကဟိတော့ဘေရင်ချင်းတွေကိုရွတ်ဖတ်တရတဲ့အခါပါဇတ်ထဲချောချောမှုမှုပြည်ပြည်ပြည့်ပြည့်ဖြစ်စေခြင်းအကျိုးကား ဒေဝိနေရွတ်တဲ့အခါကျတော့နှုတ်ချိုအောင်ဟဲ့ဆိုပြီးတော့သူရသရှိခိုးကြကိုဒေဝိနေရွတ်တဲ့ပုံသားကလည်းသူရသရှိခိုးတဲ့အဆင့်ရောက်လာပြန်ရောဟာဒေဝိနေရွတ်မှန်ကျန်တော့သူရသရှိခိုးဒါနဲ့အမရတော့ကျွတ်လို့ရဲ့ဒေဝိသုံးဘုံကအရှင်မကြီးစောင့်ပါဆိုပြီးတော့ဒေဝိသုံးဘုံသူရသရလက်ထဲဝိုင်းပြီးတော့အတင်းထဲကြတော့သူရသရနတ်သမီးရဲ့လက်ဟာမအားသောကတော့အားသာပဲ အဲ့ဒီဒေရမုံကိုပိုက်ထားရတယ်သူ့လက်မအားနော်ပြီးရှောက်ပြီးတော့ပြင်သွားတာအိန္ဒိယကြီးတော်တော်နှံ့သွားတယ်ရှောက်ပြီးတော့ပြင်သွားစည်းစရာရင်မရှိလို့တော့မဖြစ်ဘူးသူ့ရင်ရထားတစ်ခုတော့ပေးအောင်မှာဒီတဲ့ပြင်သွားရင်တော့ဘုံချောင်းလျှောက်ရင်မောရှာတယ်ရင်လေးတော့ပေးမှဖြစ်မှာအဲ့ဒါနဲ့ရင်ပြီးတော့ဘယ်လိုပေးတော့ဆိုတော့စည်းစရာရင်လေဟောဒီမြစ်သေးက တတ္တဝါတွေကြည့်လိုက်တော့အမလီမြင့်တဲ့ကြီးသေးတွေကတော့ပေါ့မှန်ပါအဲ့ဒါနဲ့မြင့်တဲ့ကနတ်သမီးဘဲလေးလည်းဆိုရင်တော့တော်ပါတယ်ဆိုပြီးတော့ဘဲလေးတွေကောင်းလဲနတ်သမီးလည်းအဲ့ဒါတွဲတာဘဲဟာရှင်းမှလည်းတူတူပဲရှင်းမှလည်းဘဲဘဲနဲ့ဟင်းတာသိထူတာမဟုတ်မှန်ပါဘမကြီးကတကြီးဘဘူးတွေကသိလုံလို့ရှင်းတာသိလှတယ်တကယ်တော့ရှင်းတာမလှဘူးနော် အမှန်ကဟင်းသာတွေသိလနေတာဘဘူးဆရာနဲ့ဗကြီးဆရာရဲ့လက်ချက်ကြောင့်လှတော့တကယ်တော့ဟင်းသာဟာဘယ်မျိုးအဲ့ဒါနဲ့သူရသိနေသတိဘယ်လေးကောင်ရတယ်အဲ့ဒါဘယ်လေးသူပေးတာဘယ်လေးစီးပြီးတာဘယ်လေးပေါ့လေအဲ့ဒါတို့ကြောင့်ဘယ်လေးဆိုသိတော့ဘယ်ဘယ်လေးကောင်ရလက်ထဲမအားဘူးဘယ်လေးစီးပြီးတော့အိန္ဒိယတည်းအနှံ့သွားပြီးတော့နေကြတယ် ဟာတန်လဲကောင်းတယ်ရုပ်လဲချောတယ်ဆိုပြီးတော့အဲ့ဒီသူရတ္တိနတ်သမီးကဘိရှင်တို့ကကောက်သွားရောတော်ကောက်သွားဘိရှင်တို့ရဲ့ဇနီးဖြစ်သွားဘိရှင်တို့လက်ထဲရောက်တော့ဘယ်လိုဖြစ်တော့သူကအငဲဘိရှင်တို့မှာမူလရှိတာက၂ယောက်လက်ရှိရဲ့ခင်းငါရဲ့ဆိုတော့ဘိရှင်တို့မှာ၂ယောက်ရှိတယ်မူလဘုရားကြီး၂ယောက်ရှိတာအဲ့ဒီ၂ယောက်ထဲသူရတ္တိသရီကတတ္တိယဆိုတော့အငဲဘောသူလား ရုပ်လည်းချော့တယ်အတန်လည်းကောင်းတယ်ဒေဒီဆရာတွေကလည်းအားကိုးတယ်ဆိုတော့သူကသိပြီတော့အရွယ်ကလည်းငယ်တုံးဆိုတော့မာနကခက်ကြီးကြီးသူရတယ်ကမာနခက်ကြီးကြီးပြီးတော့ဟိုမယားကြီးနှစ်ယောက်နဲ့သူလဲတာမတည့်ဘူးခဏခဏရန်ရှိကြတယ်ဆိုတယ်ဟုတ်လက်ရှိနဲ့ခင်းကနဲ့မကြမ်းမကြမ်းရန်ပြလက်ရှိခင်းကဆိုတဲ့မယားကြီးနှစ်ယောက်နဲ့သူရတယ်နဲ့မကြမ်းမကြမ်းရန်ရှိကြတယ် တန်ပြီးတော့ဗေရှင်တို့ကြီးကဘယ်လိုပဲတရားဟောဘယ်လိုပဲဖြံပြီးဖြံပြီးဘယ်လိုပဲဆုံးမဆုံးမဆုံးမလို့ကမရဆုံးမလို့မရတဲ့စိတ်ညစ်တာနဲ့ဟောဒီသူရပရိဟာပြောရဆိုရတိခက်တာငါမရကြီးမရောက်နဲ့နင့်တဲ့အောင်လည်းမပေါက်နဲ့ဒီတော့နေငါနန်းတော်မထားဘူးဆိုပြီးတော့သူ့အဲ့ဒါဘယ်ပို့လိုက်လို့ဆိုတော့မြမကြီးစီပို့လိုက်မြမကြီးကသိမ့်ပိုက်တော့မြမကြီးလက်ထဲရောက်တော့မြမကြီးကအမေတော်တော်ချာ ရုပ်လည်းချော့အရည်လေးကလည်းကောင်းအတန်လေးကလည်းသာဒီလေလည်းသုံးပုံလည်းသူဆောင်ထားတယ်ဆိုတော့ညီမကြီးကချစ်လို့လို့အခွင့်အရေးသိသိတနေ့တော့ညီမကြီးကသုဒ္ဓတိနဲ့လက်ထပြီးကစားဆိုပြီးတော့အခုကအဖံမွေးကြီးကျင်းပါပြီးတော့ဇနီးကျော်သူကပွဲထုတ်ဂျမာရီနတ်ဒီအကုံဖိတ်ပြီးတော့အဲ့ဒီမှာအဲ့ခံဘွဲဒေနပါတိပေါ့ညနေပေါ့အဲ့ခံဘွဲလုံးတော့ပရိသတ်စုံပြီ သတိကျော်ထွက်ခဲ့ပါတော့ဆိုတော့ဟိုပရိသတ်ကလည်းကြည့်ကြလားပြီဓမ္မကြီးသတိဘလောက်ချောတော့ဆိုကြည့်ကြလားပရိသတ်တွေကသုံးပြီသူရသတိထွက်ခဲ့ဆိုတော့သူရင်ချိုးလို့မပြီးသေးဘူးအလှတော်တော်ကြိုက်တယ်ရင်ချိုးကကထွက်လာပြန်တော့ဟဲ့လာပါတော့ဟဲ့ဆိုတော့မပြီးသေးဘူးတဲ့အလှကျင်ရုံပဲလေအလှကလည်းကျင်းသပလေးကျင်းရခုံမှုလေးကျင်းနှမ်းလေးကျင်းပါးလေးကျင်းကျင်းတော့ကမပြီးနဲ့ဓမ္မကြီးကကြာတော့စိတ်ဆိုးလာတယ် ဒါတော့လူကြီးလူကောင်းတွေနဲ့အဲခံနဲ့ပွဲနေမလာနိုင်ရကောင်းတာဆိုစိတ်ဆိုးပြီးတော့မြန်မာကြီးကအဲ့ဒါသူ့ယာရုချလိုက်ဗိရှင်တို့ကလည်းပဲပယ်ထုတ်မြန်မာကြီးကလည်းအဲ့ခံပွဲမျက်နှာပြအောင်လုပ်တဲ့ကောင်မဆိုပြီးတော့ယာရုချအဲ့ဒါနဲ့မျက်နှာငယ်လို့ဒေဒီလုံးမုံပိုက်ထားတယ်ဘယ်လေးနဲ့အဲ့ဒီသူရတိကအိန္ဒိယမှာမျက်နှာငယ်တာနဲ့ကိုင်ငါအိန္ဒိယတော့မပြောဘူးဗမာကြီးသွားတာကောင်းတယ် အိန္ဒိယကတော့ငါမပြောဘူးဗမာပြည်သွားလိမ့်မပဲဆိုပြီးတော့အဲ့ဒါဗမာပြည်သွားတာဗမာပြည်ကိုခေါင်းကြီးတို့ပြိတ္တရေဘယ်စီပြီးတော့ကျန်းလာအဲ့ဒါဘသူကခေါ်လာပြီးတော့ဘယ်နေရာနေရာပြေးလိုက်တယ်မသိပါဗမာပြည်လေးရောက်ရောသုရရီကအမဲတတော်ကိုသူကကြီးကြီးဖြစ်တယ်ဘယ်ရင်သုံးပုံနဲ့ဗမာပြည်နဲ့သဘာဝမချဒီရင်သုံးပုံနေရာမှာအဲ့ဒါစလုံးပြောင်းမှဖြစ်လေဆိုပြီးတော့တိတကသုံးပုံစလုံးပြောင်း ဗမာတွေဗမာတွေလောက်တာအဲ့ဒါမှန်ပါဟိုကလာတော့ကတော့ဗေဒမုံကိုပိုက်လာတာဒီကြတော့ဗမာတွေကအဲ့ဒါဒီက3ပုံဆိုပြီးတော့စလုံးပြောင်းတော့အမေသူကတတိကယာရုတော်တော်ကြီးသွားတယ်ယာရုဘလောက်ကြီးသွားတဲ့ချင်းလဲဘုန်းကြီးတွေတောင်းသွားယာရုကြီးသွားကရာတော့ကြောမှန်ပါဗျာဖြစ်ပေါ့ဟဲ့လားဒီကတော့မပူဆောင်နိုင်ဟဲ့ဆိုတော့အာဘုန်းကြီးเจ้าပေါ်လဲသူရတ္ထီကရောက်တော့ဘုန်းကြီးကလည်းအေး ပြိတ္တကသုံးပုံကသုရတ္တိစောက်လာဟောက်လိုက်မယ်ဆိုပြီးတော့တချို့ဘုန်းကြီးကကိုယ်ဆရာကိုမေ့ပြီးတော့သုရတ္တိကိုကြောပွဲနဲ့ရှစ်ခုံဟုတ်လားကိုယ်သာသင်ပေးလိုက်တဲ့ကိုယ်ဆရာကိုမေ့ပြီးတော့အဲ့ဒီသုရတ္တိကိုရှစ်ခုံလို့တချို့တချို့ပေါ့အများကြီးတော့မဟုတ်ပါဘူးလည်းလည်းပါပါဟုတ်လားအဲ့ဒါနဲ့သုရတ္တိကဗမာပြည်မှာယာရုတော်တော်တွင်ကျင်းနေတာပိဋကတော်မှာသူသောက်လဲလို့ဖြစ်တာ အထုပတိအစီအစဉ်ကတော့ဘုရားကဘုန်းကြီးပြောတဲ့အတိုင်းပဲဘုရားတို့ပြိပါအဲ့ဒါနော်ဘုန်းကြီးတို့တဲ့တတ်တဲ့ပုဂ္ဂိုလ်တွေမေ့ကြည့်အောင်ပေါ့လေဘုန်းကြီးတို့တဲ့တတ်တဲ့ပုဂ္ဂိုလ်တွေမေ့ကြည့်တော့ဒါတဲ့စုံစုံပြောလိုက်မယ်ဘုန်းကြီးတို့ကသာတဥ့တဲ့ဖတ်ထားပြီးတော့အဲ့ဒါတွေ့တော့ပြောရစံစုံစုံဖတ်ရင်သူရတ္တိဇာဟာတော်တော်ရှုပ်တာတကယ်ရှုပ်တယ်ဘုန်းကြီးကဟာသက်တရပညာရှိဆရာကြီးဦးစံတုံးကိုသိချာကြမေ့ကြည့် ဆရာသူရတိဇတ်ထုပြောသားမှာဆိုတော့ပြောရင်လည်းကိုတောင်ခေါင်းမူးသွားတယ်။ရှုပ်လိုက်တဲ့ခြေခြေဟိုကတည်းဟိုလက်ထဲရောက်ဟိုလူလက်ထဲရောက်ဟိုလူကကောက်ဟိုလူကနှင်းထုတ်ဟိုလူကကောက်ဟိုလူကနှင်းထုတ်မလေးရှုပ်လို့ဓမ္မကြီးရဲ့ဇတိဆိုတဲ့ကျမ်းကတန်လို့တီးဆိုတဲ့ကျမ်းကတန်လို့ရှုပ်ချက်ကိုခတ်လို့သူကအဲ့ဒါ။အဲဒီတော့ဘာပဲဖြစ်ဖြစ်ထားပြီးတော့သုံးပုံနဲ့သူရတိမဆိုင်ဘူးဆိုတာတော့သိကြတယ်နော်။သိကြမှာပါခင်ဗျာ။သိကြတယ်။ မဟာသမယပုတ်ဆိုတာနတ်စရင်တော်ဆုံးတဲ့ပုတ်မဟာအာတဏတိယပုတ်လည်းပဲနတ်စရင်တော်တော်ဆုံးတဲ့ပုတ်ပဲဘုန်းကြီးတို့သီရိကတော်ကလာတဲ့ပုတ်တန်နှစ်ခုနတ်စရင်ခါစုံစုံတွေ့ခြင်းအဲ့ဒီပုတ်နှစ်ပုတ်ကိုအသေးချာလေ့လိုက်ဒါယူပြလိုက်မထခဏကတည်းကဖတ်ခြင်းအဲ့ဒီနှစ်ပုတ်ဖတ်စုံနဲ့အဲ့ဒီ အဲ့ဒီလောက်စုံနဲ့ထုတ်နိုင်ကြီးနှစ်ခုမှနတ်တိသရင်နဲ့လိုက်ခွင့်လိုက်တဲ့အခါကျတော့ဘုရားတရီဘယ်မှာမှမပါဘူးဆိုတာသိကြတယ်။မပြောရင်ဟောဒီတောင်းတဲ့ကဆရာတော်ကြီးတွေရှောက်ကြည့်။ဆရာတော်တို့မာမမြတ်သုံးဆက်ဘုရားတရီပါလာဆိုဆရာတော်ကြီးတွေကလည်းပဲနတ်တိလို့ပြောလိုက်တယ်။အာတဏတိယသုတ်တော်ကြီးတွေကပါလာလို့ဆိုတော့မပါဘူးအဲ့ဒါဆရာတော်ကြီးတွေကမိတ်လိုက်တယ်နော်။အေး နတ်စေအဆုံးဆုံးကြည့်တဲ့သုဒ္ဓံတစ်ခုမှသုရသတိမပါပါဘူးဒါပေမဲ့ဒီကိစ္စကဒီပမာတိတော်တော်ကိစ္စဒီကသုံးပုံသူ့လက်ထဲထည့်လိုက်တော့အဲ့ဒါသိရရောပေါ့ဗျာတီထွေတဲ့လူဟာတော်တော်ဉာဏ်ရှိတယ်နော်သုရသတိကိုအဲ့ဒါပမာတိပြန်လာပြီးတော့မှနေရာရအောင်တီထွေတဲ့လူဟာတော်တော်ကိုဉာဏ်ရှိတယ် အမဒီဗုဒ္ဓသာသနာတော်ရဲ့အသက်ဖြစ်တဲ့တိတ္တကဘုံဘုံကိုအဲ့ဒီနတ်သမီးအထအလိုက်တဲ့ဆိုကြဲကဒီလူပါညံတော်ရှိတယ်လို့ပုံကရိုက်ရှိတယ်ရရှိပုံကတိသုရတိလည်းຢာရူကြီးကြီးရရောနှစ်ဘုရားတရားဗံကယရဏသုံးပါးကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲယရဏသုံးပါးဘက်ကနေတကြီးတကြီးဟိုဘက်အာယုံကြောင်းသွားယူကြည့်အဲ့ဒီလိုပါ နော်ကိုဖယံကိုတည်းရကိုသံဃာကိုဟာကိုကိုပဲနေတာအမရတော့ဟိုဘက်လက်ကိုပါတော့တပြည့်တည်းနဲ့အာယုံကဟိုဘက်ကြောင်းသွားတယ်အဲအာကိုရမှန်ကိုမရကြရင်တဲ့ဘုန်းကြီးတို့ပရိသတ်များနာနာတ္ထာရအုံလောကနာဘီဆိုတာကြောက်စရာတော်တော်ကောင်းတယ်နော်မတ်တာနာနာတ္ထာရအုံလောကနာဘီတဲ့ဘာဘီတော့ နာနာပတ္ထာရအမျိုးမျိုးသောဆရာတို့ရဲ့မျက်နှာကိုအုံလောကနာမော့ကြည့်နေရတယ်အဲ့ဒါဘေးတိုက်နာနာပတ္ထာရအုံလောကနာပြီဒီဘေးကြောင့်အကောင်းဆုံးပဲနောက်တစ်မျိုးပြောလိုက်ရင်ကိုယ်ကိုယ်ရာမြားတာဟာအဲ့ဒါဘေးတွေ့ကိုယ်ကိုယ်ရာမြားရင်ဘာဖြစ်လဲဘေးဖြစ်တာပါခင်ဗျာဘေးတွေ့နာနာပတ္ထာရအုံလောကနာဘေးကြောက်ရှာအလွန်ကောင်း ကိုမအားကိုရအစိဟသေသေးချာချာရှိသေးတာပမာတိတကယ်ကြည့်ရင်လားသုတ်တံဟဲ့လားသီလတကယ်ကြည့်ရင်လားဝိနည်းအဘိဓမ္မာသကပညာသကတက်လမ်းမလားအဘိဓမ္မာနော်အေးသီလဆိုတာဟာဝိနည်းပိဒကကထုတ်တာပမာတိဆိုတာသုတ်တံပိဒကကအစီထုတ်တာပညာဆိုတာအဘိဓမ္မာပိဒကကအစီထုတ်တာ သုတ်တံဝိနည်းပြီးဒီမှာပြိဿကသုံးပုံအစီထုတ်ရင်ဒီနဲ့သမားလေးပြင်ညာဒါမရဘူးလားရပါပါဗျာအဲ့ဒီပြိဿကသုံးပုံကိုထင်းပြီးစောင့်ရှောက်တဲ့ဆရာတော်ကြီးတွေကဒီနဲ့သမားလေးပြင်ညာကိုတကယ်စောင့်ရှောက်နေတာမဟုတ်ဘူးလားစောင့်ရှောက်နေတာပါဗျာသုတ်တံပြိဿကစောင့်ရှောက်ထားရင်သမာဓိစောင့်ရှောက်တာပဲမှန်ပါဗျာပြိဿမပြိဿကကိုထိတ်ထားရင်ပြင်ညာကိုထိတ်တာဟုတ်လားမှန်ပါဝိနည်းပြိဿကထိတ်ထားရင်ဘာထိတ် သီလထိန်ထားတာတဲ့ဝီနည်းစောင့်ရှောက်ထားတယ်ဆိုတာသီလကိုစောင့်ရှောက်တာနော်သောတံပိတကထိန်သိမ့်ထားတယ်ဆိုတာကသမာဓိထိန်သိမ့်ထားတယ်လို့ခေါ်ပါတယ်အဘိဓမ္မာပိတကကိုအသင်ဆောင်လာတယ်ဆိုတာကပညာတွေကိုသင်လာတာလို့မှတ်ပါမိမိတို့ရဲ့ကျေးဇူးရှင်တွေဆိုတာဘဝင်းဤဘိဓမ္မာပိတကသုံးမှုကိုသင်ဆောင်လာတဲ့ဟောဒီသုတ္တဗုဒ္ဓဒါတော်ကြီးကတို့ပိတရဲ့ကျေးဇူးရှင်တွေ ကိုးွယ်ရာအစ်စ်ပဲဟုတ်ပလားမှန်ပါဗျာအေးအဲ့ဒါနားလေတကထုံးကျော်ဒီကနေ့ကစပြီးတော့ငါပြောသေးတယ်အမေဘယ်ဘက်ပြောင်းမှာဆရာကြီးတွေပဲပြောင်းမှာပါအဲကျွန်တော်ဒီအုံးလိောက်တင်တော့ဒါမရှင်းဘူးကျောင်းရမယ်အများကြီးကျောင်းရမယ်နော်မှန်ပါ သူရတည်းကိုအဲ့ဒါပဲလေးရှိတော့သွားကိုတိုင်းကြီးကိုပြန်လို့ပြန်ပို့လိုက်မကောင်းဘူးလားကောင်းပါဗျာပြန်ပို့လိုက်နော်အင်းဒီသားတွေမျက်ကြီးပြန်သွားတာအဲ့ဒီကာမလေးတရားချက်ရဲ့တယ်ဟုတ်လားပြန်ပို့လိုက်ဖို့ကောင်းတယ်